မိလာမှုဖြစ်ပါပြီးနောက်မိမိကိုကိုဘလို့ကဲတင်မလဲဒီအသက်ကဲဘဝတုတကိုတခြားလေးမှတ်သားထားပါအရေးပါတဲ့အချိန်မှာတင့်တက်ကိုကဲနိုင်မှာဖြစ်ပါတယ်ပထမဆုံးအချက်ကတော့ဘယ်နေရာမှာမိလောင်တည်ဖြစ်စေစိတ်ကိုတည်ငြိမ်အင်းချမ်းအောင်ထားပါ ထိတ်လန့်တကြဖြစ်ခြင်းမျက်စိစုံမိုက်ထွက်ပြေးခြင်းဒါမှမဟုတ်အဆောက်အုံပေါ်ကခုန်ချခြင်းတို့ကအရန်ကိုပဲမိုက်မဲတဲ့လောရက်တွေဖြစ်ပါတယ်။မိလောင်မှုနဲ့ရင်ဆိုင်ရတဲ့အခါအနည်းအရှိဆုံးကမီးမဟုတ်ပဲနဲ့မီးခိုးငွေ့တွေပဲဖြစ်ပါတယ်။မီးခိုးငွေ့ထဲမှာရှိတဲ့ကာပိုမိုနောက်ဆိုက်ကခန္ဓာကိုယ်ရဲ့သွေးနှိဥထဲမှာရှိတဲ့ဟီမိုဂလိုဘင်နဲ့ပေါင်းစပ်ပြီးတဲ့အချိန်မှာတော့အောက်ဆီဂျင်ထက်အဆ200မှ300ထက်ပိုပြီးမြင့်ဆန်ပါတယ်။ အဲ့အရာတွေကသွေးထဲမှာရှိတဲ့အောက်ဆီဂျင်မော်လီကျူးတွေကိုလင်းမြန်စွာအစားထိုးပြီးအောက်ဆီဂျင်ပြည့်လက်မှုကြောင့်တတိလစ်သွားနိုင်ပါတယ်။ထို့အပြင်ခင်မီအစာအုံတွေမှာအသုံးပြုတဲ့အလားပစ္စည်းတွေလောင်ကျွမ်းတဲ့အခါမှာလည်းအစိတ်ရှိတဲ့ဓာတ်ငွေများစွာကိုထုတ်လွှတ်ပြီးအစိတ်ကြောင့်မလို့အသက်ရှူချက်ပြီးတော့တည်ဆုံးနိုင်ပါတယ်။မိဘလွတ်ရည်အတွက်အဓိကနီလန်များတစ်တစ်အိမ်မှာမိလောက်နေတော့လဲ ထပ်ပေါက်လမ်းကြောင်းမပိတ်သေးပါကအိမ်တွင်းပစ္စည်းတွေကိုလုံးဝမယူပါနဲ့ချက်ချင်းခေါင်းငုံခါကင်မီအပြင်ဘက်ကိုအမြန်ဆုံးထွက်ပြေးပါထွက်ခွာခြင်းမပြုမီတကားကိုပိတ်ထားပါဒုမတာမိခိုးလုံးတွေရဲ့ ပြက်နံမှုအနေကိုတားဆီးနိုင်မှာပါ။နှစ်မိကပြင်ပထွက်လန်းချောင်းကိုပိတ်ဆို့နေပြီးဆိုရင်တော့မိခိုးငွေတွေမဝင်နိုင်တဲ့အခန်းထဲကိုချက်ချင်းပြန်ဝင်ပါ။အဲ့ဒီနောက်တကားကိုလင်းမြန်စွာပိတ်ပြီးအဝတ်စားတွေနဲ့အကြောင်းတွေကိုပိတ်ဆို့ပါ။ပဒင်းဖောက်အပြင်ဖက်ကိုအယောင်တောက်တဲ့အရာဝတ္ထုတစ်ခုခုနဲ့ဝေ့ရမ်းပြပြီးတော့ကယ်ဆယ်ရေးသမားတွေနဲ့အိမ်နီးချင်းတွေထံအကူအညီတောင်းပါ။၃မိမိရှိနေတဲ့အထက်မှာမိလောင်ပါကမထွက်ခမီ တကားလက်ကင်ကိုဥစွာထိကြည့်ပါလက်ကင်အေးနေရင်တော့ထွက်ခွာနိုင်ပြီးတော့မိတောက်လောက်နိုင်မှုဖြစ်နိုင်ခြင်းကိုတားဆီးဖို့အတွက်တကားကိုအကျယ်ကြီးမဖွင့်မိစေဖို့တတိပြုပါလက်ကင်ပူနေတယ်ဆိုလို့ရှိရင်တော့အပြင်ဘက်မှာအပူချိန်မြင့်မာတဲ့မိတောက်တွေနဲ့မိခိုးတွေပြည့်နေပါပြီဒီချိန်နေမှာတော့တကားကိုလုံးဝမဖွင့်လိုက်ပါနဲ့ဆွဆွတ်တဲ့မျက်နှာတုပ်ပွားတွေကို တကားအကြောင်းတွေကိုထိုးထည့်ပြီးတော့တကားကိုရေဆွဆွတ်ပြီးအပူချိန်လျှော့ချပြီးတော့ကယ်ဆယ်ရေးတွေကိုစောင့်ဆိုင်ပါ လေကိုယ်အိမ်ထက်ကမီးလောင်နေတယ်ဆိုရင်တော့ဒီခြေနေတွေကအနေနဲ့နည်းနည်းပိုနေပါတယ်ဆက်အေးလိုက်အေးနဲ့အောက်ထပ်ကိုဆင်းနိုင်တယ်ပြီးတော့ဓာတ်လေကားကိုလုံးဝမစည်းပါနဲ့ဓာတ်လေကားကမီးပြတ်တောက်မှုကြောင့်ရက်သွားနိုင်ပြီးတော့မိခိုးခွေတွေဝေရောက်နိုင်လို့ဖြစ်ပါတယ်ဒီလူတွေကဒီမိခိုးခွေတွေကြောင့်မလို့အသက်ရှူကျက်ပြီးတော့တိတ်ဆုံးနိုင်ပါတယ်မီးလောင်ရမှာအထွက်ပြေးခြင်းကတခုတည်းသောရွေးချယ်မှုမဟုတ်ပါဘူးဘာကြောင့် ဘလို့လဲဘာဖြစ်လို့လဲဆိုတော့မိခွန်းငွေတွေကအမှန်တကယ်မှာအောက်ဆီဂျင်ပြတ်လက်ခြင်းကိုကိုးစားပြုတာကြောင့်ဖြစ်ပါတယ်။မှတ်တမ်းတင်ထားတဲ့ကြေကွဲဖွဲ့ရာမီးလောင်မှုအချို့မှာတိတ်ဆုံးသွားတဲ့သူတွေဟာမီးလောင်ခရခြင်းကြောင့်မဟုတ်ဘဲနဲ့မျက်စိစုံမိတ်ထွက်ပြေးရင်နောက်ဆုံးမှာအသက်ရှူကျက်ပြီးတော့တိတ်ဆုံးခဲ့ရတာဖြစ်ပါတယ်။သူတို့ရဲ့အခန်းတွေမှာပဲမီးလောင်တန်ရလုံးဝမရှိခဲ့ပါဘူး။လူအများစုကထိတ်လန့်နေချိန်မှာအခန်းထဲမှာပဲနေပြီးကယ်ဆယ်ရေးကိုစောင့်ဆိုင်ဖို့ တို့မရွေးချယ်ခဲ့တာပါတကယ်တော့မိခုံမုံမုံအောင်ခန်းထဲမှာနေပြီးတော့ကေဆယ်ရေးလာအောင်စောင့်ဆိုင်းတာကလည်းမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်အားလုံးပဲဘေးကင်းနိုင်ကြပါစေရှင်